ကဲတက်တာလို့လေးနေပြီနော်လက်ဥကြီးတွေချီမထားပါနဲ့ရမယ်တက်တာလို့ဒီဇာ6ကြာဆုံးကွယ်လွန်သွားကြတဲ့တငယ်ချင်းတွေအတွက်ရည်စူးတဲ့ကုသိုလ်မိမိတို့အတွက်လည်းပဲအနုမောဒနာဖြစ်ရမယ် ရှင်မန်းတဲ့ရည်စူးခံရတဲ့ပုံကိုယ်တွေအတွက်လည်းပဲလိုအပ်တဲ့အရာတွေကို ဖြည့်စွမ်းပေးနိုင်တဲ့ကုသိုလ်မျိုးဖြစ်ရမယ်ခတ်တူတို့ပြောပါမယ်လိုရင်းလေးမှတ်ထားကြရအောင်နော်ချမ်းသာခြင်း၄မျိုးလို့ချမ်းသာ၄မျိုးမှတ်ထားလိုက်ပါတယ်တော့ချမ်းသာ၄မျိုးပြောမယ်ဟုတ်ပြီ လောကမှာတတ္တဝါတွေတတ္တဝါတွေဖြစ်လာတိုင်းဖြစ်လာတိုင်းတော့တတ္တဝါတိုင်းဟာဘယ်ဟာဆင်းရဲဘယ်ဟာချမ်းသာလို့တချို့သိကြမှသိမယ်သို့တော်လည်းပဲလိုအပ်တဲ့အခါကျတော့နှစ်ခုရှင်လာလို့ရှိရင် ချမ်းသာကိုပဲ လိုချင်ကြလိမ့်မယ်နော်ချမ်းသာကိုပဲလိုချင်ကြလိမ့်မယ်ချမ်းသာကိုလိုချင်ကြတဲ့အခါကျတော့လောက်တဲ့အလောက်ကလည်းပဲ ချမ်းသာမှုကိုဖြစ်စေနိုင်တဲ့အလုပ်ဖြစ်ဖို့အရေးကြီးတယ်။အကြောင်းကောင်းမှဘာကောင်းလဲ။အကျိုးကောင်းရတယ်။လောကမှာအခုဒီနေရာမှာတော့တတ္တဝါဆိုတဲ့အထဲထဲမှာလူတွေဖြစ်နေကြတော့လူကိုပဲအတိတ်ကထားပြီးတော့တွေးကြပြောကြရအောင်နော်။လူဆိုတာဘာလဲ။ဘာကြောင့်လူလဲ။မနုဿ ပါဠိမနုဿဆိုရဲမနတ္တဥတ္တန္တတာယမနုဿစိတ်ထားမြင့်မြတ်ကြီးကျယ်လို့ရှိရတတဝါတိုင်းတတဝါတိုင်းမှာအလုံးရှင်ကြီးစိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ကြီးကျယ်တဲ့ပုဂ္ဂိုလ်ပြန်ပြောတဲ့ပုဂ္ဂိုလ်ကောင်းမှုနဲ့ပြန်ပြောတဲ့ စိတ်ရှိတဲ့ပုဂ္ဂိုလ်ကိုဘာလို့ခေါ်တယ်လဲလို့ဆိုတော့လူလို့ခေါ်တယ်လူရင်ပြောရင်ကုသိုလ်နဲ့အကုသိုလ်ခွဲခြားပြီးသိနိုင်ရင်လူလို့ခေါ်တယ်လူဖြစ်လာတဲ့အခါကျတော့ခုနကဦးဇင်းတို့ ပိုးပြီးတော့ဘာဖြစ်လာလဲချမ်းသာနဲ့ဆင်းရဲနှစ်ခုပိုးပြီးတော့သိလာသိလာတဲ့အထက်မှာလူကျင်နာကချမ်းသာလူတိုင်းလူတိုင်းခလေးကစပြီးတော့နော် ဖြစ်လာကြတော့ချမ်းသာလိုချင်ကြတယ်လိုချင်ရင်ဘာရှိရလဲဆိုတော့သူလည်းဒီယုတ်နဲ့ဒီခန္ဓာကိုယ်လည်းဒီယုတ်နဲ့ဒီခန္ဓာခန္ဓာဆိုတဲ့အရာကိုခွဲကြည့်လိုက်တဲ့အခါကျတော့ယုတ်ခန္ဓာနဲ့နံခန္ဓာနှစ်ခုရှိတယ်နော်မနောပုဝင်ကမ္မဓမ္မမနောတ္ထမနောမယား မနတသေပတံနေနဘာတတိဝါကရောတိဝါလောကမှာလှုပ်ဆောင်သည်မြလှုပ်ဆောင်သည်မြပြောဆိုသည်မြပြောဆိုသည်မြတိုင်းထဲမှာဘာကဥဆောင်လဲလို့ဆိုတော့စိတ်ကဥဆောင်တယ်နော်ဘာဥဆောင်လဲစိတ်ကဥဆောင်တယ်ဒီနေ့ကေစ6 မိမိတို့နဲ့တငယ်ချင်းဖြစ်ကြတဲ့ပုံကိုယ်တွေရှိကလွန်သွားကြတဲ့ပုံကိုယ်တွေအတွက်တို့ကောင်းမှုပြုမယ်ဆိုပြီးတော့ဘာအရင်ဖြစ်လဲစိတ်ကူးအရင်ဖြစ်တာ ဟုတ်လားစိတ်ကူးအရင်ဖြစ်တာအဲ့ဒီစိတ်ကူးတဲ့ကောင်းမှုနဲ့ဆက်ပြီးတော့ဖြစ်လာတဲ့စိတ်ကူးကိုဘာလို့ခေါ်တယ်လဲလို့မေးရင်စေရနာလို့ခေါ်တယ်ဘာလို့ခေါ်လဲသမာရစေရနာဟံဘိခဝေကမ္မံဝရာမိစေရနာကိုပဲဘာလို့ခေါ်လဲဆိုကံလို့ခေါ်တယ်လို့တလို့ပြောတယ်နော် ီနေရာမှာစေရနာသည်မိမိတို့တဏ္ဍမှာကိုဖြစ်လာတယ်တို့တငယ်ချင်းတွေအတွက်ကောင်းမှုလုပ်ပေးမယ်ဆိုတဲ့စိတ်ထဲမှာဖြစ်လာတာကိုခုနကဘာလို့ခေါ်လဲစေရနာဘာလဲစေရနာလှုပ်ဆော်ပေးကောင်းမှုလုပ်ဖို့ရအတွက်လှုပ်ဆော်ပေးတာစေရနာဒီနေ့ကာယကံမြောက်အနေအားဖြင့်နိုင်ငံတော်ပြည်အပ်ဒီသာသနာတက်ကတော်မှာသွမ်းသင်္ကန်းအစရှိတွေတို့ကိုလာပြီးတော့လှူဒန်းကြတယ်ကာယကံမြောက်ဘုရားကိုခြေခံလဲဆိုစေရနာခုနကပေးကြံလိုက်တဲ့စေရနာကိုအရင်ခံပြီးဖြစ်လာတယ် ဲ့တော့ဒီလိုကောင်းတဲ့စိတ်ရှိကနေအယဉ်ခံလာတဲ့အခါကျမနတ်တန်စေပတန်နေနကြည်လင်သောစိတ်ကုသိုလ်နဲ့ရှင်လာပြီဆိုရင်စိတ်ကဘာဖြစ်လာလဲကြည်လင်လာတယ်အကုသိုလ်တွေဝင်လာပြီဆိုလို့ရှင် စိတ်ကဘာဖြစ်လာလဲနောက်ကျုလာတယ်စိတ်ကနောက်လာတယ်စိတ်တွေရှုပ်လာတယ်နောက်ကျုလာတယ်ဘယ်မှာအကမခံနိုင်တော့ကောင်းမှုနဲ့ရှင်ပြီးတော့နော်မိမိတို့ဝတ်ထားတဲ့အဝတ်ထည်လေးတွေလေတန်ရှင်းစင်ကြဲလို့ဝတ်လာတယ် အညစ်အကြေးလေးပေးလို့ရှင်အပေမခံနိုင်ဘူးဟုတ်လားအပေမခံနိုင်ဘူးနည်းနည်းလေးပေးလို့ရှင်ရတဲ့နေရာရောက်လို့ရှင်မလုပ်လဲရတဲ့နီးနဲ့လျှော်ပြက်တယ်ဖွက်ပြရတယ်လေချွတ်ပြရတယ်နော်ဒီလိုကောင်းမှုလုပ်တဲ့အခါမှာကိုယ်စိတ်ကလေးကတန်ရှင်းစင်ကြယ်နေတဲ့စိတ်ကလေးမှာအညစ်အကြေးဖြစ်တဲ့အကုသို့အနှောက်အယှက်ကလေးတွေဝင်လာလို့ရှင်ပို့ပြီးတော့တတိထားရတယ် တန်ဖိုးဖြတ်လို့ရတဲ့အဝတ်အစားလေးတွေဘလောက်ဘလောက်တန်ဖိုးရှိတဲ့အဝတ်အစားလေးတွေအဲ့ဒီအဝတ်အစားလေးတွေအညစ်ကြေးပေးလို့ရှိရင်အတိတ်ကလေးဖြစ်တဲ့အတွက်ကြောင့်နှမျောတယ်အပေမခံနိုင်ဘူးအဲ့ဒီတက်ပို့ပြီးတော့အစာပေါင်းများစွာခုနကပြောပြီးဥတ္တန္တယကုသိုလ်စိတ်တွေနဲ့ပြန်ပြောပြီးတော့အင်မတန်ကြေပြောလာတဲ့မိမိတို့ရဲ့စိတ် ကိုယ်ကိုယ်တော်ရင်နဲ့ထုံဖန်းထားတဲ့စိတ်ဒီလောက်ကြီးကျယ်မြင့်မြတ်တဲ့စိတ်ကြတော့လောဘကလာလို့ရှိရင်လည်းပဲတခါလေကြအမှုမဲ့အမတ်မဲ့နေလိုက်လို့ရှိရင်အငြိအကျိတ်ကမမသိဘူးဒေါသတွေလွန်လာလို့ရှိရင်အမှုမဲ့အမတ်မဲ့နေတတိမကတ်မိတဲ့အတွက်ကြောင့်ဒေါသဖြစ်မှန်းမသိသတိမထားမိလိုက်ဘူးမသိလိုက်ဘူးအဲ့တော့ပြောကြတာကကိုဝတ်ထားတဲ့အဝတ်ကလေးတွေတောင်မှအငြိအကျိတ်အပေမခံခြင်းမှုဆိုရင်ကိုယ်စိတ်မှာပို့ပြီးတော့အငြိအကျိတ် မကပ်ဖို့အရေးမကြီးဘူးလားရေးကြည့်တယ်မနသာစေပတန်နေနာဘာတတိဝါကရောတိဝါရှိကအတွေ့အကြံလေးကုသိုလ်ကောင်းမှုနဲ့စပ်ပြီးတော့ကြည်လင်တဲ့စိတ်ကလေးနဲ့စဉ်းစားလိုက်တဲ့အခါဖြစ်လာတဲ့အဲ့ဒီစဉ်းစားမှုနောက်မှာပါလာခဲ့တဲ့နှုတ်ကပြောလိုက်တဲ့ဝစီကံကိုယ်နဲ့ဆောင်ရွက်လိုက်တဲ့ကာယကံအဲ့ဒီကံတွေကဘာဖြစ်လာလဲဆိုတော့အကောင်းဖြစ်လာတယ် စိတ်ကစေရနာခုနစိတ်ထဲမှာဖြစ်တဲ့စေရနာစေရနာကိုအကောင်းတော်လှုံ့ဆော်ပေးလိုက်တော့ကုသိုလ်နဲ့ပတ်သက်ပြီးကာယကံဝစီကံအနေအချင်းဖြစ်ပေါ်လာတော့အဲ့ဒါတွေကဘာဖြစ်သွားလဲဆိုကုသိုလ်ဖြစ်သွားတာကံဖြစ်သွားတာဘာဖြစ်သွားလဲကံဖြစ်သွားတာရှေ့ကစေရနာနောက်ကကံနော်အဲ့ဒီလိုကောင်းတဲ့စိတ်တွေနဲ့ဖြစ်လာတဲ့အခါကျတော့ဥပမာဘာနဲ့တူသလဲဆိုမိမိရဲ့သွားလျာနောက်မှာအမြဲမပြတ်လိုက်နေတဲ့ကိုယ့်ရဲ့အရေးလိုပဲတဲ့ကောင်းမှုနဲ့ရှင်ပြီးလှုပ်လာတဲ့အလောက်ဟာ ြူစင်တဲ့စိတ်ကလေးနဲ့လှုပ်လိုက်တဲ့အလှုပ်ပြောလိုက်တဲ့အပြောတွေဟာကိုယ့်နောက်ကဘာနဲ့တူတယ်လိုက်လာတယ်လဲဆိုတော့အရိတ်နဲ့တူစွာလိုက်လာတတ်တယ်။ဘယ်နေရာကိုသွားတဲ့နေရာတိုင်းမှာအရိတ်ကအများတန်းပါနေတယ်။နော်။အဲ့ဒီအရိတ်ကပါလာတဲ့အရိတ်တွေကိုကိုဘယ်တော့မှဒုက္ခလည်းပေးစရာအကြောင်းမရှိဘူး။ဒါကကုသိုလ်ဘက်ကမနတ္တစေပရုဋ္ဌေနမကောင်းတဲ့စိတ်တွေနဲ့ကြံပြီးတော့ရှေ့ကနေ မကောင်းတဲ့စိတ်တွေရှိကကြံလိုက်တယ်နောက်ကအကောင်းထဲဖောက်တဲ့အခါကျတော့ဝစည်းကံကာယကံတွေဖြစ်လာတဲ့အခါကျတော့ဒီကံကဘာဖြစ်လာတော့အကုသိုလ်ကံတွေဖြစ်လာမကောင်းတဲ့ကံတွေဖြစ်လာအဲ့ဒီမကောင်းတဲ့ကံတွေကနောက်ကနေပြီးတော့လူနောက်ကလိုက်တာဘယ်လိုဖြစ်နေလိုက်တယ်လဲနွားနွားလဲလဲဆွဲတဲ့နွားရဲ့ခြေရနောက်ကိုလဲဘိန်းကအမြဲမပြတ်လိုက်နေတယ်လို့ပဲတဲ့အလေးကြီးလဲဆွဲရသေးတယ်အခမ်းမသိလို့ရှိရင်ကိုကြီးတော့ကိုလည်းပြန်ထိနိုင်သေးတယ် ဒါကအကုသိုလ်ဘက်ကအဲ့တော့ဒီနေ့မိမိတို့လောက်တဲ့ကုသိုလ်သည်မေတ္တာအရင်ခံပြီးတော့ရှေ့ကမိမိတို့နဲ့လောက်ဖို့ကိုင်းမဲ့ဖြစ်တဲ့တငယ်ချင်းတွေကြာဆုံးသွားကြတဲ့ပုံကိုယ်ရဲ့အတွက်ဆိုတဲ့မေတ္တာစိတ်နဲ့လှုပ်တယ်မေတ္တာစုံနဲ့လှုပ်တဲ့အခါကျတော့သူလည်းပဲချမ်းသာစေကိုယ်လည်းပဲဒီဟာကိုအကြောင်းပြုပြီးတော့ချမ်းသာမှုရရှိစေလို့နှစ်ဦးနှစ်ဖက်အကျိုးရှိအောင်လှုပ်တဲ့အခါကျတော့ချမ်းသာခြင်း၄မျိုးဒါလေးပြောပါမယ်နံပါတ်1အဋ္ဌိဒုက္ခလို့ခေါ်တယ် ဘာဒုက္ခလဲမြန်မာလိုပြောတော့ရှိချမ်းသာဘာချမ်းသာရှိရင်ချမ်းသာတယ်လောကမှာရှိတဲ့ပုံကိုယ်တွေကိုလူချမ်းသာလို့မခေါ်ဘူးလားပိုက်ဆံရှိတဲ့ပုံကိုယ်တွေလူချမ်းသာလို့ခေါ်တယ်လေနော်ရှိချမ်းသာနံပါတ်1ဥစ္စာတွေရှိတယ်အဲ့ဒီပုံကိုယ်လူချမ်းသာခေါ်တယ်မရှိတော့ဘယ်လိုခေါ်လဲလူဆင်းရဲခေါ်တာဟုတ်လားအဲ့ဒီထက်ဥစ္စာဆိုတာ မျက်လှည့်ပြသလိုမျိုးကိုယ်ပိုင်မဟုတ်တဲ့ပစ္စည်းဥစ္စာတွေဖြစ်တဲ့အတွက်ကြောင့်အချိန်မရွေးပျက်စီးသွားနိုင်လို့ရေဘေးကြောင့်လည်းပဲမျက်စိရှိမှရင်ပျက်စီးသွားတတ်တယ်။မိဘေးကြောင့်လည်းပဲမျက်စိရှိမှရင်ပျက်စီးသွားတတ်တယ်။ဘာဖြစ်လို့လဲ။တကယ်ကိုယ်ပိုင်မဟုတ်သေးလို့နော်။ကိုယ်ပိုင်မဟုတ်တဲ့ပစ္စည်းဥစ္စာတွေတောင်မှရှိလာလို့ရှိရင်အဲ့ဒီပုံကိုရဲ့စိတ်ဟာပစ္စည်းကိုအကြောင်းပြုပြီးဘာဖြစ်တယ်လဲချမ်းသာတယ် ဒါကိုဘာခေါ်လဲရှိချမ်းသာဘာချမ်းသာလဲအဲ့ဒီထက်ပို့ပြီးတော့ဥစ္စာထက်ပို့ပြီးတော့ဘာကအရေးကြီးလဲဆိုကုသိုလ်ဥစ္စာဘာဥစ္စာလဲမိမိတို့သုံးဆွဲနေတဲ့ဥစ္စာထက်ဥစ္စာမရှိလို့ရှင်ဆင်းရဲတယ်ကုသိုလ်မရှိရင်လည်းအဲ့ပုဂ္ဂိုလ်ဆင်းရဲတာလေကုသိုလ်ဆိုတဲ့နေရာမှာဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်အများကြီးရှိတယ်အဆင်းဆင်းနော် အခုဒီနေ့ရလိုက်တဲ့ကုသိုလ်သည်တငယ်ချင်းတွေအတွက်ရည်စူးပြီးလှုပ်တယ်ဆိုပေမဲ့မိမိတို့ရှေ့ဥစွာရလိုက်တဲ့ကုသိုလ်ကဒါနကုသိုလ်လည်းရတယ်။သီလကုသိုလ်လည်းပဲရလိုက်တယ်။အခုကြားနာနေတော့ဘာဝနာကုသိုလ်မရဘူးလား။ကိုယ်လည်းပဲရလိုက်တယ်။အဲ့တော့အဲ့ဒီကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်ဟာပို့ပြီးတော့ဘာဖြစ်တယ်လဲ။ချမ်းသာတယ်။နံပါတ်1ကရှိချမ်းသာ။ဘာချမ်းသာလဲ။ကိုကိုရထားတာလေးပြောတာနော်။ရှိချမ်းသာ။နောက်တစ်ချက် ဘောဂဒုက္ခသုံးဆောင်ခြင်းချမ်းသာတဲ့နောက်တစ်ခုကဗါတယ်လေဘောဂဒုက္ခသုံးဆောင်ရတဲ့ချမ်းသာရှိကရှိမှကိုစားချင်တာစားလို့ရမယ်ကိုဝုတ်ချင်တာဝုတ်လို့ရမယ်မဟုတ်လားမရှိဘူးဆိုလို့ရှိရင်စားချင်တာလည်းမစားရစားချင်တန်လည်းမစားရအဲ့တော့ဗာပြက်လာတယ်ဇိကိစ္စာပရမရောဂါ မစားရတဲ့အခါကျဆာလောင်ခြင်းတွေဖြစ်တယ်အင်မတန်ပြင်းထန်တဲ့ယောဂတဲ့အဲ့ဒီဆာလောင်ခြင်းယောဂတဲ့ပြင်းထန်တဲ့ယောဂဘာမှမရှိဘူးတဲ့ဒါကြောင့်မို့အဲ့ဒီယောဂကင်းအောင်ရှိပြီးသားဟောသုံးဆောင်တဲ့အခါကျတော့သုံးဆောင်ခွင့်ရလိုက်တဲ့အခါကျတော့ချမ်းသာမှုရတယ်အဲ့ဒါဘာဒုက္ခလဲဆိုဘောဂဒုက္ခဘာဒုက္ခလဲဘောဂဒုက္ခဘောဂဒုက္ခသုံးဆောင်လိုက်တဲ့အခါကျတော့ကိုယ်တယောက်တည်းလားမိသားစုရှိတဲ့ပုဂ္ဂိုလ်က ာသမီအတွက်သာသမီကပြန်ခဲ့တော့မိဘအတွက်ဘိုးဘွားအတွက်ဒီနေ့ကျတော့ဘသူအတွက်လဲတငယ်ချင်းတွေအတွက်ဟုတ်လားလောက်ပြတာလေတငယ်ချင်းတွေအတွက်ဟုတ်ကလားဒီလိုလောက်ပြတာမဟုတ်လားအဲ့လိုလောက်ပြတဲ့အခါကျတော့ဒီကုသိုလ်တွေငါတို့ရှားတဲ့ကုသိုလ်ကိုခုနကပစ္စည်းဥစ္စာကိုမျှဝေသုံးဆွဲတယ်လို့ရပီးသားကုသိုလ်ကိုလည်းပဲသူတို့ကိုအမျှဝေမယ်ဆိုတော့ရတဲ့ကုသိုလ်ကိုလည်းပဲအမျှခွဲဝေပေးတာဖြစ်တဲ့အတွက်ကြောင့်မျှဝေခံစားခြင်း ဒီဟာလည်းပဲဒုက္ခတစ်မျိုးသူလည်းပဲချမ်းသာကိုယ်လည်းပဲချမ်းသာရတယ်ခင်မင်းနဲ့တငယ်ချင်းအချင်းချင်းပေါင်းသင်းနေတဲ့မိတ်ဆွေအချင်းချင်းတဦးပေါ်တဦးကျေးဇူးပြုကြပြုကြတဲ့ပုံကိုအချင်းချင်းသူချမ်းသာရင်ကိုယ်လည်းပဲချမ်းသာတယ်သူဝမ်းသာနေရင်ကိုယ်လည်းပဲဝမ်းသာတယ်ဒါတဘာဝအဲ့တော့ဘောကဒုက္ခမျှဝေခံစားခြင်းဆိုတဲ့ဒုက္ခဒီနေ့မိမိတို့ရလိုက်ပြီ နှစ်ချက်ရှိသွားပြီရှိဒုက္ခရှိချမ်းသာရဲ့သုံးဆောင်ခြင်းခံစားခြင်းချမ်းသာရဲ့နောက်တစ်ချက်အာနနယဒုက္ခတဲ့ကြွေးကင်းတဲ့ချမ်းသာပါချမ်းသာလဲလောကမှာစီဝါဥစ္စာရှာရှာပညာရေးပဲလောက်လောက်အကျွေးတင်သွားပြီဆိုလို့ရှိရင် နောက်ကလိုက်ရတဲ့အင်ပဒံခက်တယ်ဗျနော်ပညာတင်တဲ့ပုဂ္ဂိုလ်တွေတရက် နှစ်ရက်အခုခေတ်ပို့ဆိုးတယ်ခလေးတွေပညာရေးတွေလေနည်းနည်းလေးနောက်ကျသွားပြီဆိုလို့ရှိရင်နောက်ကမနဲ့ပြန်လိုက်ယူရအကျွေးတင်တာအင်မတန်မှဆင်းရဲတဲ့ဒုက္ခတစ်မျိုးတဲ့အရက်ထဲမှာကျွေးတင်တဲ့အခါကျတော့ပုံကိုယ်တွေဘာလို့စီးပွားလုံးလို့တခါတကြအဆင်မပြေတဲ့အကြောင်းမြင်ရကြသူမြန်တွေချီးရငားရလို့ နည်းနည်းဆိုတော့လေကြွေးမဆက်နိုင်တဲ့အခြေအနေရောက်လာပြီဆိုတဲ့အခါကျဟိုလူလာလိုက်ရှောင်နေရလိုက်ကြွေးရှင်လာလိုက်ရှောင်နေရလိုက်ပုံနေရလိုက်နဲ့အဲ့ဘုကိုချမ်းသာသေးလားမချမ်းသာတော့ဘူးချမ်းချမ်းသာသာမနေရတော့ကြွေးရှိနေရင်မျက်နှာပူရတယ်နော်ဆင်းရတယ်လောကအဲ့ဒီကြွေးထက်ပိုးပြီးတော့တတိထားရမှာကကျေစုကြွေးပါကြွေးလဲမိဘနဲ့သားသမီး မိဘကလည်းသာသမီဘောအကျွေးမကြံစေနဲ့စွန့်နိုင်သမျှဖြည့်ဆည်းပေးတယ်လို့သာသမီတွေကလည်းပဲအချိန်ရောက်လာကိုယ်အလှည့်ရောက်လာတဲ့အခါကျတော့တို့ကိုငယ်စဉ်တောင်းကြီးကလေးကဘဝကစလို့ပြုစုပြောထောင်လာခဲ့တဲ့မိဘတွေအင်မတန်မှကျေးဇူးကြီးမားတဲ့ပုံစံတွေဆက်လို့မကုန်နိုင်တဲ့ကျေးဇူးတွေကြောင့်တို့ဆက်နိုင်သမျှဆက်မယ်ဆိုပြီးတော့ကြေအောင်ဆက်ကြတဲ့ကျေးဇူးတဦးနဲ့တဦးကျေးဇူးကြေလို့ရှိရင်အဲ့ဒီပုံစံချမ်းသာတာ ဒါကြောင့်မို့မြတ်စွာဘုရားတောင်မှာကြည်လေခုနှစ်ဝါမြောက်မှာကျေးဇူးတွေမကြေခဲ့ရဘူးဆိုတဲ့မြတ်စွာဘုရားအတွေ့နဲ့လေနော်မြတ်စွာဘုရားစဉ်းစားညံနဲ့ဘာလို့လဲမေတော်ကိုကျေးဇူးဆက်တယ်မို့လားအဘိဓမ္မာနဲ့လေကျေးဇူးဆက်ရတယ်ဘုရားတောင်ကျေးဇူးဆက်ရတယ်ဆိုလို့ရှိရင်ဦးဇင်းတို့လူတွေပုထုဇဉ်တွေအချင်းချင်းတယောက်နဲ့တယောက်တန်ត្រာကနေပြီးတော့စခဲ့ရတဲ့အချင်း ဘဝပေါင်းများစွာဘယ်ဘဝတွေဘယ်ဘဝတွေတွေ့ခဲ့ကြရလဲဆိုတာအကျိန်ပေါင်းများစွာမရေတွက်နိုင်လောက်အောင်ရှိပါလိမ့်မယ်အဲ့ဒီတည်းမှာကျေးဇူးတရားတွေမြန်ကြံခဲ့လို့ရှိရင်အခုလိုအတိညာနဲ့ပြည့်စုံနေကြတဲ့အချိန်စွန်းနိုင်တဲ့အချိန်ရောက်လာတဲ့အခါမျိုးလေးမှာမပါလောက်ကြလဲဆိုကျေးဇူးဆက်တယ်အတငယ်ချင်းတွေလည်းပဲအပြန်လှန်ကျေးဇူးရှိကြလိမ့်မယ်အဲ့ဒီရှိခဲ့တဲ့ကျေးဇူးတွေမိမိတို့စွန့်နိုင်တဲ့ဘက်ကနေဖြည့်ဆည်းပေးတာဖြစ်တဲ့အတွက်ကြောင့် ဒါလည်းပဲတနည်းအားဖြင့်ဘာလို့လဲကြွေးကြည်အောင်ဆက်ကြတယ်ဒါလေးလည်းသဘောကျပေးပါနော်အဲ့ဒီကြွေးကြည်အောင်ဆက်တဲ့ဓမ္မနီးနဲ့ဆက်တဲ့ကြွေးသည်ဓမ္မနီးနဲ့ဆက်တဲ့ကြွေးသည်ကြေပြွန်နဲ့ကောင်းမြတ်တဲ့ကြွေးဆက်နီးဖြစ်တဲ့အတွက်ကြောင့်ဒီကနေ့လွန်သွားကြတဲ့တငယ်ချင်းတွေအတွေ့မိမိတို့တယောက်နဲ့တယောက်သူ့ဘောကိုယေရှုကိုဘောယေရှုရှိခဲ့တာတွေကြေပါစေဆိုတဲ့စိတ်နဲ့ ဟုတ်လားကျေးဇူးဆက်ကြတယ်အချင်းချင်းနေပြန်ပြီးကျေးဇူးပြုတ်ပေးကြတယ်ဒါကအာနန္ဒယဒုက္ခကျွေးကင်းတဲ့ချမ်းသာကျွေးမကင်းလို့ရှိရင်နောင်တဆိုတာဖြစ်တတ်တယ်စိတ်ပူတာနောင်တဆိုနော်စိတ်ထဲပူရတတ်တယ်ဒါကြောင့်မို့ဒီကနေ့ကျေးကင်းအောင်ပြုတယ်ဒါလည်းပဲချမ်းသာခြင်းတစ်မျိုးနောက်တစ်မျိုးကပို့ပြီးတော့အရေးကြီးတယ်အနဝဇ္ဇဒုက္ခတဲ့အပြစ်ကင်းတဲ့ချမ်းသာဘာချမ်းသာလဲအပြစ်ကင်းတဲ့ချမ်းသာ လူတယောက်အပြစ်မရှိတော့ဘူးအပြစ်ကင်းနေပြီဆိုလို့ရှိရင်လူတော့သူတော့တဲ့မျက်နာကြော့မော့ပြီးတော့ရင်ကော့ပြီးသွားနိုင်တယ်ဟုတ်ကလားအပြစ်ဒီကိုကိုကမလုံးမလဲဖြစ်လာပြီဆိုလို့ရှိရင်လူတော့မတိုးရဲတော့အပြစ်ကင်းတဲ့ချမ်းသာဆိုတာဒီနေ့မိမိတို့လောက်တဲ့ကုသိုလ်သည်တငငချင်းတွေကိုရည်စူးပြီးတော့လောက်တာ ကုသိုလ်လောက်တာဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်ကောင်းမှုဖြစ်တဲ့အတွက်ကြောင့်အပြစ်ကင်းတဲ့ ကုသလအနဝဇတဲ့ကုသိုလ်ဆိုတာအနဝဇအပြစ်ကင်းတဲ့အလောက်လောက်နေတာဖြစ်တဲ့တဲ့ကြောင့်ဒါလည်းပဲမိမိတို့ရရှိတယ်။ပြန်ပြီးချုပ်လိုက်တဲ့အခါကျတော့အဋ္ဌိဒုက္ခရှိချမ်းသာရဲ့ဘောဂဒုက္ခသုံးဆောင်ခြင်းချမ်းသာရဲ့အာနန္ဒယဒုက္ခကြွေးကင်းတဲ့ချမ်းသာရဲ့နောက်ဆုံးအနဝဇဒုက္ခအပြစ်ကင်းတဲ့ချမ်းသာရဲ့တဲ့ချမ်းသာပဲနှမျိုး။အေးအဲ့ဒီချမ်းသာ၄မျိုးမိမိတို့ရရှိထားတဲ့ကုသိုလ်တရားများချမ်းသာခြင်းတရားများ သက်ဆုံးတိုင်အောင်ခံစားတုံးဆောင်နိုင်ကြပါစေလို့နော်တယောက်နဲ့တယောက်လည်းပဲတင်နေတဲ့ဂျေဇူးတွေရှိနေတဲ့ဂျေဇူးတွေမိဘနဲ့သားသမီးဆရာနဲ့တပည့်တငယ်ချင်းချင်းချင်းမိတ်ဆွေချင်းချင်းအပြန်အလှန်ရှိကြတဲ့ဂျေဇူးတွေအခွင့်သာလို့စွန့်နိုင်လို့ရှိရင်ဒီဂျေဇူးတရားတွေကိုကြည်အောင်တဦးနဲ့တဦးအကျင့်ဆက်နိုင်ပြီးတော့အပြစ်ကင်းတဲ့ချမ်းသာမျိုးတွေကိုသက်ဆုံးတောင်ခံစားသက်ဆုံးတိုင်အောင် ခံစားနိုင်ကြပါစေလို့နော်ဥစဉ်ရည်ရချက်နဲ့အဲ့လေးကိုချမ်းသာခြင်း၄မျိုးရှိပြီးသားတရားလေးတွေကိုဝမ်းမြောက်ဖွယ်အဖြစ်နဲ့ပြောပြောကြားပေးခြင်းဖြစ်ပါတယ်ဗျာနော်ဒါကြောင့်ဒီနေ့ရရှိထားတဲ့ကုသိုလ်အဖို့ပါကနော်ဒေသ6တငယ်ချင်းတွေလွန်သွားတဲ့ပုံကိုယ်လေးတို့နဲ့ထပ်တူရရှိပါစေလို့မိမိတို့စိတ်ထဲမှာအာယုံပြုမိမိတ္တာပွားပြီးရင်ခဏနေအမြဝေးကြရအောင်နော်ဂါထာလေးတစ်ပုဒ်ဥစဉ်ပူဇော်ပေးပါမယ် ဒါနံတရံတုသရယတိလရခံတုသဗ္ဗရဘာဝနာပိရတဝန္တုတရံတုဘဝတာကရံဘွန်တကုသိုလ်ယိခအယျရှာကြသည့်တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့တဒ္ဒယယရဏသုံးတန်ကံကံအကျိုးဤငါမျိုးကိုမြတ်တို့ယုံကြည်ဂုံဤထင်ရှားယုံကြည်ခြင်းဆိုတဲ့တဒ္ဒတရားဖြင့် ဒါနံဖယောင်းတရိုင်ပန်းတခိုင်ဟုစွမ်းနိုင်သမျှဒါနခေါ်ယောဝိဝတ္တအလူမျိုးကိုတရံတုစေရနာ၃ရက်ပိုင်းကဖြာ၍လေးမြတ်ကိုယောလူရန်ပူဇော်နိုင်ကြပါစေကုန်သီလ၅ပါးရှိပါစသည်အဖြင့်များပြားဆင်းဆင်းကိုခြင်းသီလကိုသဗ္ဗရဏေယောညင်ပါအဘေခာမယိန်ခတ်သိမ့်သောကာလ၌ ရခန္တုမညိုမချောက်မကြိုးပေါက်ရလေအောင်ကောင်းစွာမသွေ ထိမ့်သိမ့်စောင့်ရှောက်နိုင်ကြပါစေကုန်ဘာဝနာပိရတသမထဝိပဿနာဘာဝနာသက္ကံကုသိုလ်လမ်း၌ရွှင်လန်းတက်ကြွစိတ်ရှိကြကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်နိုင်ကြပါစေကုန်ဘဝတာကရံကာမရူပအရူပဟုဘဝပင်လေတန္တရာဓိဟုသော ရေပြင်ကြေကြီးကို đà ran đô đà phê gan yao ông cũng yao nay ya ba zê đà ran đô mê gen xiết thuê tên bò lê ông ya chẳng ăn đầy bàn nâng tay ao đà lan cũng yao nay ya ba zê gong đà đi ghê cụ đồ bò ăn nhau với ông xin rất khoác cái အရှင်ဖုရားတပည့်တော်များသည်ယနေ့ယခုတေဇ6မှကြာဆုံးကွယ်လွန်သွားကြသောတငယ်ချင်းများအားရည်စူး၍49နှစ်မြောက်အထိန်အမှတ်ဆွမ်းဆက်ကပ်ခြင်းသင်ငန်းစသောလူရန်ဘွေရာအဖျားပြားတို့ကို လူရန်ချင်းအင်္ဂါ7ပါးရှိသော ဥပုပ်သီလတော်မြတ်ကိုစွန့်နိုင်သမျှဆောက်တည်ခြင်းအရှင်ဘုရားမြတ်မေတ္တာထား၍တစ္ဆာပြုရွတ်ပွားဟောကြားအပ်သောပရိတ်တော်တရားတော်တို့ကိုဘာဝနာမြောက်အောင်လေးလေးစားစားနားယူကြပါ၏အရှင်ဘုရားယနေ့ယခုတငယ်ချင်းတို့အတွေ့ ရည်စူး၍လှူဒန်းရသောဒါနကုသိုလ်စောက်တီရသောသီလကုသိုလ်ကြာနာရပွားများရသောဘာဝနာကုသိုလ်စေရနာသည်တပည့်တော်တို့၏ယခုဘဝပစ္စကား၌ပင်အသက်ရှည်စွာအနာမယ်ရေရံပေကင်းကြောင်းကောင်းမှုမင်္ဂလာအဖျားပြားတို့ကို ရရှိခံစားနိုင်ရပြည်လျင်ဒုက္ခခတ်သိမ်းချုပ်ငင်းရာနိဗ္ဗာန်သို့ရောက်ရှိစေနိုင်သောအာကောင်းသောအထောက်အပံ့ဖြစ်ရပါလို၏အရှင်ဖုရားဤကောင်းမှုသည်ရည်စူးသည့်အတိုင်းလွန်သွားကြသောတငယ်ချင်းတို့သည်လူ၌ဖြစ်သော စည်းစိမ်ဥစ္စာနတ်၌ဖြစ်သောရေတွင်ရေကန်ဥယျံဗိမံစတိတို့ကိုအလိုရှိသလိုရရှိခန္ဓာစေနိုင်ယံအထောက်အပံ့ဖြစ်ပါစေဤကောင်းမှု အစွတ်စွတ်ဤအဖို့ဘာကကိုရှေးရှေးဘဝယခုဘဝတောဆက်ကြသောကျေးဇူးကြီးမား မိဘဆရာသမားတို့အားအစထား၍ကိုဆောင်နှက်ကြောင်ဆောင်နှက်တက်ကတော်ဆောင်နှက်အိမ်ဆောင်နှက်အပါအဝင်နတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့အားအမြပေးဝေပါ၏အမြပေးဝေပါ၏အထူးအားဖြင့်တေသ၆မှကြာဆုံးကွယ်လွန်သွားကြသောတငယ်ချင်း မိသင်္ဃအပေါင်းတို့အားအထူးအားဖြင့်အမျှပေးဝေပါ၏အမျှပေးဝေပါ၏အမျှရကြ၍ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေကုသိုလ်အမျှအမျှအမျှယူတော်မူကြပါကုန်လော ကိုယ်တော်အမြအမြအမြယူရမှုကြပါကုန်လောတာတုတာတုတာတုကိုယ်တော်အမြအမြအမြယူရမှုကြပါကုန်လောတာတုတာတုတာတု